ရှင်ဒီကနေ့မှာတော့စိုင်းဆရာမခင်ခင်သူရဲ့တပင်းတကုံတခိုင်လုံးတို့ဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြပေးခြင်းပါတယ်နားဆင်ကြည့်ကြပါအောင်ရှင်လုံးလုံးနဲ့မနှက်ဖန်ဆိုရင် တကြံတပတ်လဲပြန်ပြီ။တစ်နှစ်တစ်နှစ်ဘာမှမကြလိုက်တလို့ပါပဲလား။အချိန်တွေများအကုန်မြန်လိုက်တာ။မိုးလင်းလာလိုက်၊မိုးချုပ်လာလိုက်နဲ့တရက်တရက်ပဲ့ပဲ့သွားလိုက်ပုံများ။အခုလဲတကြံအချိုနေရောက်လာပြန်ပါပကော။ဖွားမီတက်လဲ80တင်းတင်းကြီးပြေတော့မယ်။ဖွားမီကတကူးလာကြီးမွေးတာဆိုတော့တူပိုတူပိုဆိုတာနဲ့အသက်တစ်နှစ်တိုးမှတ်လိုက်ရုံကိုမမီကလေးမွေးမဲနေက ကြားမင်းကြို့ဖို့အမေကိုယ်တိုင်အတာအိုးလေးထိုးနေတော့ဘိုင်းနာလာတဲ့တကြံရီတအေးအေးကြာကမွေးတာဆိုတော့အမေကအချိုးပေးမဲ့ကလေးလိုခံယူတယ်။ကြာသာပရိသမီမို့မမြမီလို့ကင်မွန်းတက်တယ်။မမြမီအထက်ကအမမတ်တက်တင်ကတော့မမြမီထဲအသက်နှစ်နှစ်လောက်ကြီးတယ်။စစ်စစ်ပေါက်ပေါက်ဒီညီမနှစ်ယောက်တစုံနဲ့ရှိတာဆိုတော့ငငယ်ကလေးကကစားဖို့ကစားဘက်ဆိုလဲဟုတ်ညီရဲ့အမရဲ့ဆိုလဲဟုတ်တယ်။တယောက်တယောက် နမေခေါ်ကြတာတောင်အပြားစုခေါ်ကြတာသက်သက်တဲ့မိမိတဲ့သက်သက်ကိုအိမ်အောင်ချတော့မိမိခင်ဗျာမျက်နှာကိုခေါင်းအုံးထဲကမဖော်နိုင်ဘူးငိုရတာလင်းရဲသားရဲရလာရင်သက်သက်ကသူ့ကိုခါတိုင်းလိုမချစ်တော့မှစိုးရလဲပါတယ်ဒါပေသည်သက်သက်ကထင်းတယ်လို့မဟုတ်ရှာဘူးမိဘနှစ်ပါးမရှိတဲ့နောက်တောင်ညီမဖြစ်သူမိမိကိုဝေးထားတဲ့သားသမီးတွေတောင်ပါစားပေးသေးတာမျက်နှာအညိုမခံဘူးစိတ်ဆင်းရဲမခံဘူး တက်တက်ကိုယ်တိုင်ကအဆဆအယာယာခေါင်းဦးခေါင်းပြားဦးစားပေးလေတော့မိမိကိုတက်တက်ကမွေးတဲ့တူတူမ300လုံးကလည်းမခန့်လေစားမရှိဝန်းကြဘူးတက်တက်ရဲ့သားသမီးတွေဖြစ်တဲ့ကိုကိုကြီးရော ကိုကိုလေးရောခင်မေထွေးရော၃ယောက်စလုံးမိမိလက်ထဲမှာကြီးခဲ့ကြတာလဲပါမပေါ့ဒီတူ တူမကလေးတွေတန်ရောစင်ကြောင့်ပဲထင်ပါရဲ့မိမိကိုယ်တိုင်အပူမရှာတော့ပါဘူးကံလန်းသူတွေရှိတဲ့ကြားက ိမ်အောင်ပြုတ်ဖို့မစင်စားတော့ပဲအပြိုကြီးဘဝနဲ့လုံးတူရက်တူနေခဲ့တယ်။သီလနဲ့ရှာကြတဲ့တသက်တူဇနီးမောင်နှံကောက်ခါငင်ငါလောကကိုမျက်ွယ်ပြူသွားကြပြန်တော့လေဒီကလေးသုံးယောက်စလုံးတာဝန်ကမိမိအပေါ်ကြလာပါလေရော။ချက်တောင်းနဲ့ပေါက်ရတဲ့ဘဲကလေးတွေကိုချမကြီးကအုတ်ထင်းရတယ်လို့ပါပဲ။အတော်ဆိုပေမဲ့မအေးနေရဝင်ရတာကိုမိမိကိုယ်တိုင်ကလည်းအသက်40ကျော်လို့90တွင်ချင့်ကပ်လာခဲ့ပြီ။ အဲ့ဒီတော့ကမိမိတို့နေတဲ့မြို့ကလေးဝန်းကျင်မှာတက္ကသိုလ်ရဲ့လို့မရှိသေးတော့ကလေး၃ယောက်စလုံးကိုမိမိကပဲမန္တလေးတက္ကသိုလ်ပို့ရတယ်။အတီးတီးဘွဲရကြသည့်အထိတက္ကသိုလ်ပညာသင်ယူစေတယ်။ကလေးတွေကလည်းတော်ကြပါတယ်။ဘွဲတစ်ခုစီတော့ရအောင်ယူနိုင်ခဲ့ကြတယ်ပြောပါတော့။ဘွဲရပြီးတော့ထုံးစံအတိုင်းအတိုင်ဟောင်းကခွာကြပြီ။မိမိကိုယ်တိုင်ကတော့ဒီမြို့ကလေးကဒီဝင်းဒီခြံကြီးထဲမှာပဲ ကြောက်ရွံ့ကြီးတရုတ်လိုငုတ်တုံရှိနေခဲ့တာကို နှစ်ပေါင်း80ဆိုတော့လူဘဝနေရတာပြင်းထောင်လာတယ်။ဒကြံတိုင်ရင်တနှစ်တိုးတာနဲ့မိမိလဲဒကြံ80အသက်80ပေါ့။ဒကြံကြုံနေရောက်ပြီးဆိုတာနဲ့မိမိမွေးနေကိုအကြောင်းပြုပြီးအိမ်မှာတက်ဆွမ်းသလောက်ဆွန့်ကျွေးနေကြ။ရောက်ရာအရက်ကသခွဲကျဲနေတဲ့တူတူမတွေမြေးတွေတလေကြီးမရောက်မဖြစ်ပြန်လာနေကြ။ဒကြံရဲ့ဆိုတာနဲ့ တီရီတက်မီချမ်းကြီးထဲမှာလူတွေဟာတယုံယုံအိမ်ကောင်းရင်မှာတစ်နှစ်လုံးအိပ်ပျော်နေခဲ့တဲ့ဗရောက်ပင်ကြီးတောင်မှဖွားမီမွေးနေ့ရက်တွေမှာနိုးလာတတ်တယ်။အပွင့်တွေကလည်းထိမ့်လို့ဒီဗရောက်ပင်ကြီးကလည်းတစ်ခုသောတကြံလုံးကမိမိစိုက်ခဲ့တာပါ။သူ့တောင်နှစ်မနေတော့ဘူး။ပင်လုံးရင်လာပြီ။မွေးနေ့ဆိုရင်ဗရောက်နံ့တွေကြိုင်းလို့ဗရောက်တွေဖူးကင်းထိုးကြပြီဆိုရင် ဖွားမီပျော်တာပဲ။လူအသက်ဆိုတာတားလို့ဆို့လို့ရတာမဟုတ်တော့ ဟွားမီစိတ်ညစ်မနေအားဘူးညစ်လဲမညစ်ဘူးဇဂျန်နဲ့ကလေးရပြီဆိုတာနဲ့ကိုအသက်ကလည်းတနှစ်ကြီးပြန်ပကောရဲ့လို့ဇယာနဲ့ရှင်နဲ့အတီတရားကလေးခေါင်းထိုးဝင်လာတတ်တယ်လို့မွေးနေ့ကိုအကြောင်းပြုလို့ရက်ဝေးရရောက်လာကြမယ်ကလေးတွေနဲ့စုံကျင်တဲ့စိတ်စောတစ်ဖက်ရှိပြန်လို့ဝမ်းသာရတာလည်းရှိတယ်ဒီနေ့ဇဂျန်ကတော့ဟွားမီရဲ့အသက်80ပြည့်ဇဂျန်မြေတွေမြစ်တွေနဲ့ဆုံဆုံလင်းလင်းနေနိုင်ရင်နောက်၄-၅နှစ်ပေါ့အချိန်ကနည်းပြီကော ီးတော့အသက်ရှင်ရတော့မှအတိတ်ပဲရှိခြင်းနဲ့ဟန်ဒီဒုံဒုံမိုးဖြုံဖြုံနေခြင်းနဲ့ဒီရက်ကလေးတွေတဲတွေးကြရတာမဟုတ်လားစကြံပြီလို့နေပါအောင်ဆိုလို့လဲဘယ်သူမှမနေနိုင်ကြဘူးစွပြောလို့နေကြရင်နာတရက်နှစ်ရက်ပဲနစ်ဆန်းတရက်နှစ်ရက်ဆိုရင်အထုတ်ပြင်ကြပြီဒီတော့ဖွားမီငိုရပြီတရားမရဘူးပဲပြောပြောသမှုရိယတနာတော့ဖွားမီမတက်နိုင်သေးဘူးပရိကပရိပဲ လွမ်းနာလွမ်းနာပဲဟိုတုန်းကတော့ဒီအင်ကြီးမှပဲအတူနေရတာဆိုတော့ဖွားမိနဲ့တွဲပြီးပူးချီထားသလိုနေနေကြရတာမဟုတ်လားလင်းမယူသားမမွေမိမိနဲ့ဘယ်တော့မှမခွဲပါဘူးမိမိသားအသက်ရှည်အောင်နေပါဆိုတာတောင်ပါသေးသူတို့ကလေးတွေကိုငဲလို့မိမိဘဝကျင်ပေါ်မရှာခဲ့ပေမဲ့သူတို့ဘဝအဖော်တွေနဲ့တွေ့သွားကြတော့ဖွားမိကို ရှိတယ်တောင်မမှတ်ကြတော့ပါဘူးတအိုးတအိမ်ထူထောင်လိုက်ကြတော့တာပါပဲ။ ဒူမခင်မေထွေးဆိုရင်တကြံရက်မှာကာလာသားတွေရေပက်ချင်လာတာပုံးနေတဲ့ကလေးမှာဧည့်သလားအခုတော့တကြံရက်ကလေးစုံဖို့တောင်သူတို့ခမရမင်းလုံးပန်းနေကြရတဲ့တဲ့ဒီလိုပဲဖြစ်ရမှာပေါ့လေမိမိဘသူလာလာတကားမဖွင့်ပေးနဲ့နော်မေထွေးရေပက်မခံခြင်းဘူးတကြံရက်ဝင်ပြီဆိုတာနဲ့တကြံရည်တိမှာဆိုလို့အိမ်တွင်းအောင်နေတတ်တဲ့ဒူမအပြူမခင်မေထွေးကိုလှမ်းကြည့်ရင်မိမိပြုံးမိသေးတော့ ိုကိုကြီးကိုကိုလေးညီကိုနှစ်ယောက်ကတော့ငကြံကြုံညက်နေကလေးကမြို့ထဲကိုစပိန်တစည်းနဲ့ပတ်နေလိုက်ကြတာမိုးကြီးချုံမှအိမ်ပြန်ကတ်ကြတော့တာပဲလေးရဲ့လုံလုံပေါ့ဒီမျိုးကလေးမှာဒလေးတစ်ခုရှိတယ်တကြံရဲလို့ကြပြီဆိုတာနဲ့ရေပက်ရေလောင်လှုပ်ချင်သူတွေကာလာသားတွေကအပြိုလောက်လောက်လာလာရှိတဲ့အိမ်ဝသွားဆိုင်ရမိဘအုပ်ထင်းသူတွေကိုကွန့်တောင်းပြီးရေလောင်းကြတာပါမိဘတွေကလည်းခွင့်ပြုကြရတယ် ရည်အလောင်းခံလို့ကအိမ်ထဲကထွက် မတ်တရက်ပေးကြုံပဲရည်အလောင်းမခံခြင်းလို့အိမ်ထဲမှာပုန်းနေတာလည်းရှိတယ်ဒီလိုများမထွက်လာလို့ကတော့ကိုရည်လောင်းခြင်းနဲ့အပြိုမအိမ်ထဲကထွက်မလာမချင်းအိမ်ရှိကနေတန်ချက်တွေတိုင်ကြအော်ကြဟစ်ကြနဲ့စူညံနေပြီသာမှတ်တော့မလောင်းရမချင်းမပြန်ကြဘူးကြာတော့အိမ်ရှင်မိဘမောင်ဘွားများကိုယ်တိုင်းကကိုသမီးကိုနှမရည်လောင်းကြပါစေလို့ထုတ်ပေးကြရတယ် ဒါပါပဲရေလောင်းပြီးတော့လဲကြေးကြေးနက်နက်နှုတ်ဆက်ပြီးပြန်သွားကြတာပါပဲဟေးဟေးဝါဝါပေါ့သူတို့ရေလောင်းခဲ့ကြတယ်ပေါ့ဒီတလေးကမိမိတို့အပြုကလေးကရှိခဲ့တာပါချစ်စရာလဲကောင်းပါရဲ့မိသားနှမသားရင်ရင်ကြေးကြေးခွင့်တောင်းကြရေလောင်းကြပျော်ကြတဲ့ကိစ္စမဟုတ်လားလမ်းပေါ်မှာရေစိုးကြီးနဲ့လမ်းတလားနေတဲ့အပြုမရဲလို့သိမရှိကြဘူးမလွယ်တာမရှောင်တာလို့လမ်းထွက်ရင်တော့ နဘက်ကြီးတွေခြုံထွက်ကြတယ်။ရေဆိုရင်အမြင်မတင်တယ်မှာအမတန်ဆိုးကြတာကိုစကြံဆိုတာအေးမြပါတယ်အေးဆိုကောင်းပါတယ်ငါတူမရဲ့တစ်နှစ်မှတစ်ခါစကြံရေးထီတော့အန်နီယကင်းဘေးကင်းမိမိဖြင့်လောင်းမဲ့သူမရှိလို့ရှိလို့ကတော့အလောင်းခံခြင်းလုံးလုံးမှဒါဖြင့်လဲကောင်းလေးတွေလိုက်မိထွေးစားမိမိပဲထွက်လောင်းခံလိုက်ပေါ့ဟိုးပွားကြီးဘယ်သူကရေလောင်းခြင်းမှာလဲအဖိုးကြီးတွေကလောင်းမှာပဲ အဖွားမကြီးသေးပါဘူးမိမိရဲ့မိမိလည်းအိမ်အောင်မပြုတ်သေးရင်အပြိုစင်းပောက်ပဲဟာဒီအိမ်ရှိလာပြီးရီလောင်းပြစီခွင့်တောင်းရင်ငါ့ကိုလောင်းကြလို့ငါလည်းအပြိုပဲဟဲလို့ပြောပေါ်မိမိရဲ့ဒီကြားထဲကစွန်တော့လေအမျက်ပေါ်မင်းကလေးနော်တကြံတွင်ကြီးမဟုတ်ကဟုတ်ကပြောရော်မယ်လာခဲ့ဒီလောက်ရေကြောက်တဲ့ကလေးမှမိမိလောင်းစမ်းမယ်အတော်နဲ့တူမအိမ်ဝိုင်းထဲမှာပဲရီလောင်းကြတာပြောစရာတောင်ကောင်းသေးတယ် သူမကိုစကြင်လုံးလို့သာလိုက်လောင်းရတာမောလိုက်တာအမတန်ပြောရတဲ့အမောပါပဲလေဒီမျိုးကလေးမှာမိထွေးကိုမေတ္တာရှိကြတဲ့ကာလာသားတွေအများကြီးရှိပေမဲ့အကိုနှစ်ယောက်ရဲ့အရှိန်ကလည်းရှိပြန်မိထွေးကိုယ်တိုင်ကလည်းအနည်းအထိုင်တူသိပ်ပြန်ဆိုတော့တော်ယုံလူအနာမတိဝင်ကြဘူးမိထွေးကတက္ကသိုလ်ကျောင်းသူဘွားနောက်ပိုင်းပို့လို့တော့အင်းကြီးလာသေးတာကောတော်ယုံတန်ယုံ မနှုံမရေကလာသားတွေကစိတ်တောင်မကူဝင်ကြဘူးရေလောင်းဖို့တော့ဝေးရောတခြင်းကြလို့ရေပတ်တာစိတ်မဆိုးပါနဲ့နှမလေးရာတခြင်းရေအေးအေးလေးလောင်းလို့ပတ်လို့မွေရေလောင်းရေပတ်မခံရင်ကွဲတကြမင်းနဲ့တိုင်ပြောမယ်အိမ်နှင်းအောင်နဲ့အပြိုးရေမုတ်ဆိုးဖို့နဲ့ညားပါစေမပက်ရရင်မပြန်ဘူးနှစ်သစ်တစ်နှစ်ကို ဟေးဟေးရေလောင်းခြင်းလို့ထွက်ခဲ့ပါဗျို့ အိမ်ရှိမှာကာလာသားတွေတယုံယုံအတန်တွေကလည်းပွက်လောညံလို့မိမိတယောက်နေ့လည်နေခင်တရေကလေးမေ့ကျင်တော့မှခေါင်းချလို့မရပါဘူးမိထွေးကတော့တကြံရဲ့၃၄ရက်မှာစာအုပ်တွေကြီးတွန်းဖက်နေတော့တာဘယ်သူတွေဘလောက်အော်အော်လှဲ့တာမကြည့်ဘူးရေပတ်မခံကျင်လို့မိမိကတူဝီနှစ်ယောက်စလုံးထွက်အလောင်းခံရအောင်ပါပြောပြီးမယ်မိထွေးကမရပါဘူးစုတ်ပေကတ်နေတော့တာ အင်းရှိကကလာသားအုပ်ကလည်းဒါမျိုးတွေကြုံဘူးလားပေါ့ပေဆောင်နေကြတာထွက်မလာရင်မပြန်ဘူးဆိုသူတွေနဲ့မပြန်မချင်းမထွက်ဘူးဆိုသူတွေတချီတမောင်တွေးကြပြီပေါ့လေဒီအင်းကအပြိုရေလောင်းခံဖို့ထွက်မလာဘူးဟေးဆိုတာနဲ့ကလာသားအုပ်ကများများလာလေပဲလူငယ်ကလာသားတွေကလည်းဒါမျိုးတော့ညီကြတကိုဒီလိုနဲ့အချိန်တွေကြာလာတော့မိမိကိုယ်တိုင်အားနာလာတယ် တူမကလည်းပေကက်ကက်ကာလာသားတွေကလည်းဇွဲကောင်းကောင်းဘလူအမြလောက်ရပါဟောတော့ပါသေးရဲ့အကြီးကောင်တွေပြန်လာကြပြီ ကိုကိုကြီးနဲ့ကိုကိုလေးပြန်လာတော့မှမိမိအားရှိသွားတယ်ခြံဝင်းတကားကိုပြေးဖွင့်ပေးလိုက်တော့ကာလာသားအုပ်ကပါဝင်လိုက်လာကြပါရောဒါကထုံးစံဆိုတော့အကိုတွေကလည်းမတားတာဘူးသူတို့ကိုယ်တိုင်ကလည်းသူတကာနှမပြိုတွေကိုလိုက်လောင်းနေကြတာဆိုတော့ စိတ်ဆိုးမဖြစ်ဘူး။အိမ်ရှိမှတလောက်လူအုပ်ကြီးတောင်းနေတာကိုရေလောင်းခံမထွက်ကြဘူးလား။မေထွေးရောထွက်ပေးလိုက်လေ။မိမိကအကျိုးအကြောင်းပြောပြလိုက်တော့အကိုနှစ်ယောက်စလုံးမေထွေးပုံနေတဲ့အိမ်အပေါ်ဓာတ်ကိုပြေးတက်သွားကြလေ။ပြီးတော့မေထွေးကိုတစ်ဖက်တစ်ချက်လမောင်းရင်ကနေတိုက်ဆွဲလာခဲ့ကြရော။ကိုင်းလောင်းလိုက်ကြစမ်းဆိုတဲ့မျက်နာတွေနဲ့အိမ်ရှိကွက်လိုက်ရောက်တော့ကာလာတာအုပ်ကစွဲပုံးကိုစီနဲ့ခတ်လာတဲ့ရေ တယောက်တဖလားဝိုင်းလောင်လိုက်ကြတာမေထွေးခမကျွတ်ဆုပ်ရေမွန်းတဲ့အတိုင်းပဲကာလာသားတွေရေလောင်းတာကိုအကိုတွေကတဝါဝါမေထွေးကတော့နှခမ်းကြီးထော်ထားရင်ကရေချိုးကန်နဲ့ပြည့်ရတော့တာပေါ့မိမိကလည်းဝမ်းသာတာပါပဲဒါချစ်စရာကောင်းတဲ့ဓလေ့ပဲလို့လည်းတွေးတယ်တကြံရေကိုအကြောင်းပြုပြီးသူ့နှမကိုနှမဖြူစင်းတဲ့မေတ္တာစိတ်အရင်ခံနဲ့ရေလောင်းကြတာမဟုတ်လားမေတ္တာဖြန့်ကျင်သူနဲ့မေတ္တာခံယူသူ ေတ္တာဓာတ်ဟာအင်းငိမ့်ပါတယ်။ဒီဒလေးကလေးပြောက်မှာတော့စိုးမိသေးတယ်။အညိုအာကာရအမျက်ဆောင်မှန်မရှိခြင်းဟာမေတ္တာရဲ့သင်္ကေတမဟုတ်လား။မိမိအသက်60တင်းတင်းပြည့်တဲ့ကြံတစ်နှစ်တုံးကပါ။အမကမွေးတဲ့တူတူမ3ရက်စလုံးအိမ်နောင်တွေကြကြလို့သားတုံလုံးမြေးတုံလုံးဖြစ်နေကြပြီ။ကိုကိုကြီးကဆိုရင်ဥဆုံးအိမ်နောင်ကြခဲ့တော့သားနှစ်ယောက်သမီးတစ်ယောက်တောင်ရပြီ။ ကလေးတွေကအရွယ်တွေတောင်ရောက်ကြပါပြီ။ကိုကိုကြီးကတမျိုးတည်းနေတာဆိုပေမဲ့တအိုးတအိမ်နဲ့နေတာဆိုတော့နေတိုင်းမရောက်တော့မှ မကြခဏဝင်လာတတ်တယ်။ကိုကိုကြီးသားသမီးတွေကသားအကြီးဆုံးကိုဝမ်းနဲ့အလက်ကောင်ကိုတူးတို့နှစ်ယောက်ဆိုရင်မိမိနဲ့အတူလာနေကြပြီ။ကိုကိုကြီးသမီးငယ်ဆုံးမှချိုချိုကတော့ငယ်လဲငယ်သေးတော့မအေးနဲ့ခွဲမဖြစ်သေးဘူး။ကိုကိုလေးကတော့သူ့ဇနီးအလိမ့်မအိမ်ပါကလေးနဲ့မိမိတို့အိမ်ကြီးထဲမှာ သတိုက်တမျိုးတူနေကြတာပါသူကလည်းတမိနှစ်ယောက်သားတစ်ယောက်ရပြီတမိနှစ်ယောက်ကအပြိုးပေါက်ကလေးတွေဖြစ်ကြပြီငိမ့်နဲ့စိမ့်နဲ့တစ်ခါမွေးနှစ်ကောင်အမွာညီမဆိုတော့ဒီနှစ်ကိုရဲအတူတူတက်နေကြပြီဒီအတိုင်းမျိုးကသူနဲ့အတူတူနေနေကြတာဆိုတော့မိမိလက်ဝဲကြည့်လို့တောင်ပြောပြပါရဲ့သူတို့ရှိနေလို့အသက်ရှည်ရတယ်လို့တောင်အောင်းမိမိတယ်တကြံရောက်တိုင်းမိထွေးကိုလည်းမပြစ်မနေမျောရတယ် မိထွေးတို့များအိမ်အောင်ရဲ့လို့ကြပါပြီဆိုကြတဲ့ကမိမိလောင်းအိမ်အောက်ကထွက်သွားလိုက်တာစုပ်စုပ်ကိုကန်းရောမိထွေးကမိမိတို့မျိုးကိုတာဝန်နဲ့ရောက်လာတဲ့တိုက်နေဆရာဝန်ကလေးနဲ့အချောင်းပါရာကယောက်ျားနေပြောင်းရနာတကောက်ကောက်လိုက်နေရတာလေသိပါရဲ့မိမိစီကိုလည်းတခါတလေငွေကြေးလေးပစ္စည်းကလေးရဲ့လို့မှန်မှန်လန့်ကြော့ရှာပါရဲ့ခီးတင်တင်သွားရည်လာရည်စိတ်ရှိတိုင်းမရောက်နိုင်ပေမဲ့ နှစ်စဉ်တကြံရဲ့ရောက်ပြီဆိုရင်တော့မဖြစ်ဖြစ်အောင်ရွတ်တီတီရောက်လာတတ်တယ်။ဝေးတော့လဲဝေးလို့နီးတော့လဲနီးလို့မရောက်ရအောင်တော့လာတာပါပဲ။မိထွေးတို့မိသားစုရောက်လာပြီဆိုရင်တော့လူဆုံးပြီ။မိမိတို့အိမ်ကြီးတဲ့စကားတန်တွေညံလို့မိထွေးကလည်းသားတယောက်သမီးတယောက်ရထားပြီဆိုတော့ကတိမဲ့ဆိုရင်ကတိရှာမှာပဲ။ကလေးနှစ်ယောက်ကလူလာမြောက်နေကြပါပြီ။တကြံတစ်ခေါက်ကများဆိုမိထွေးတို့မြို့ကိုပြန်လာတော့ ကိုဝင်အရင်မာကြီးလွဲလို့အိုးမေထွေးရဲ့မပေါ့မပါကြီးနဲ့ကွယ်မွေးဖွားပြီးမှလာရောပေါ့မေထွေးကျမ်းပါပါတယ်မိမိရဲ့တစ်နှစ်မှတစ်ခါမိမိကိုလာတွေ့ရတာမလာပဲမနေနိုင်ပါကိုကိုကြီးတို့ကိုကိုလေးတို့မိသားစုနဲ့လည်းတွေ့ရတာပေါ့မေထွေးရဲ့ဇာတိမျိုးလေးကိုလည်းရောက်ရတာပေါ့မိမိမွေးနေကတကြံအကျိုးနေဆိုတော့ပြီးတဲ့ရေစီကတကြံတချင်းဖွင့်တဲ့ကြားရပြီဆိုရင်ကိုမေထွေးပျော်နေတော့တာ အင်းရှိရာဗရောက်ပင်ကြီးကတော့လွန်ခဲ့တဲ့နှစ်ပေါင်း40ကအတိုင်းဖူးကြတော့ပွင့်ကြတော့သတင်းဝါရောင်နဲ့ဗရောက်ပွင့်တွေကတကြံရောက်တိုင်းပင်လုံးဖုံးအောင်ထိန်လို့တောက်လို့ခြံဝင်းတောင်ရေတွင်းနဘေးကစပေးယုံကြီးဆိုရင်စင်ရိုက်ပြီးထိုးတင်ထားရတယ်။အင်းအပေါ်ရက်ကလှမ်းကြည့်စပေးဘူးတွေစပေးပွင့်တွေဆိုတာများအရွယ်စိမ့်စိမ့်ကြာထုံးပတ်ထားသလိုဖိုးပွေးလို့ဒီဗရောက်ပန်းတွေ စပယ်ပန်းတွေကိုအလူရဲ့အပြိုင်ဆိုင်ကူးကြတီးကြလုံနေကြတဲ့မြေတူမြေတူမတွေကိုကြည့်ရင်မိမိအမတန်ကြည်နူးရတယ်။တူတူမ၃ယောက်ကပေါက်ဖွားလာတဲ့မြေတွေကလည်းသူတို့မိဘတွေခေါ်ကြသလိုမိမိလို့ပဲခေါ်ကြတယ်။ကံကောင်းတာကဒီမြေတွေအားလုံးကမိမိကိုချစ်ကြတာပါပဲ။အကြံအကျိုးနေ့ဟာအဖွားမိမွေးနေ့ဆိုတာအားလုံးကသိကြတယ်။အလေးအမြတ်လည်းရှိကြပါရဲ့။ တနေ့တခါတကြံအကျိုးနေရောက်ပြီဆိုရင် အင်ကြီးမှာတန်ဃာတော်တွေကိုစွန့်ကျွေးနေကြဒီလိုလှူနိုင်တန်းနိုင်အောင်မောင်နှမသုံးယောက်စလုံးငွေစုပြီးမိမိကိုကြောနေကြအကျိုးနေမတိုင်ခင်တညာလုံးခြံထဲမှာမိဖို့ကြီးတွေနဲ့ချက်ကြပြုတ်ကြ တူကြီးတွေညာလုံးပေါက်စကားထိုင်ပြောကြနဲ့တိုက်တိုက်ဝုံဝုံရှိလိုက်ပုံများအကျိုးနေမနဲ့စွန့်ကပ်လှူရန်အေပရိသက်ကိုကျွေးမွေးပြီးပြီဆိုတာနဲ့ ရေးတွေကရေပက်ခံမှုမြို့ထဲလဲကြပြီမိမိမြေးမတွေကိုကြည်စမ်းမအောင်မိထွေးတို့တုန်းကနဲ့မကွာလားမြေးမတွေအားလုံးအကိုရီနဲ့လိုက်ဖို့ပြင်ဆင်နေကြတာကိုကြည်ရင်မိထွေးကပြောလိုက်တာပါမျက်နာမှာရေဆိုးကန်မိကပ်တွေပိတ်နေအောင်လင်းကြလို့နှခမ်းနီးပါးနီးတွေရဲနေအောင်ဆိုးကြလို့ဝေကောင်းစားလာတွေဝေကြလို့ရေပက်ခံထွက်မှာကိုပဲပွဲနေပွဲတိုင်းသွားမဲ့အတိုင်းသူတို့ခင်နေသူတို့ဆိုတော့မပြောတာပါဘူး ေထွေးတို့အပြုံတော့ကကိုယ်ကိုရေလောင်းပြရစီဆိုတာတာထွက်အလောင်းမခံကျင်လို့ပုံလိုက်ရတာတကြံဆိုအိမ်နဲ့လေးရလုံးလုံးအောင်းနေရတာနော် သူတို့ခေကြတော့ရေပက်ခံကျင်လို့တမင်ကားနဲ့လှဲ့ချသေးတာနော်မိမိကောင်းပါတယ်မေထွေးရဲ့တကြံရေဆိုတာထီကောင်းစင်ကောင်းနဲ့အန်ရေကင်းနဲ့ကလေးတွေမီးနဲ့ပြောကြတာမဟုတ်ပါဘူးအေးရေနဲ့ပြောကြတာပါ ပြောကြပါစေအကိုတွေမောင်တွေနဲ့တွားကြတာပဲဟာ ပူမနေပါနဲ့ကွယ်ပူလို့ပြောတာမဟုတ်ပါဘူးမိမိရဲ့ဖြစ်လာတဲ့သဘောကိုပြောချင်တာပါအင်းခေကာလာသဘောကိုတော့မိမိနားမလည်လှပါန်ကွယ်မိမိကတော့လူပြိုတွေကအိမ်ရှိကနေမိမိပြိုကလေးတယောက်ကိုရေလောင်းပြရစေလို့ခွင့်တောင်းပြီးရေလောင်းကြတဲ့ဒလေကလေးကိုတော့အနှမျောတာမိမိအသက်60ပြည့်မွေးနေ့တကြိမ်ရက်တွေတုန်းကမိထွေးရောက်လာခဲ့တာနောက်ဆုံးလို့ပြောရမှာပါ ။ကြံပြီလို့မိထွေးတို့ပြန်ကြတော့မိမိကိုယ်တိုင်ဘူတာယုံကလေးကိုလိုက်ပို့ခဲ့ပါသေးတယ်။သကောင်တလွဲမှာဘူတာရဲဝင်လာတတ်တဲ့ယထာကြီးကိုတူရီးတွေထိုင်ဆောင်ရင်စကားကောင်းနေခဲ့ကြသေးတာကော။မိထွေးတို့မိသားစုယထာကြီးပေါ်ပါသွားတော့မှမိမိတို့အိမ်ပြန်ခဲ့ကြတယ်။မိထွေးကနောက်နေ့တကြံရဲ့ဆက်ဆက်လာခဲ့မယ်ဆိုတာလေပါရဲ့။ဒါပေမဲ့မလာနိုင်တော့ပါဘူး။တကြံရဲ့မရောက်ခင်နှစ်လသုံးလလောက်က မိထွေးရူမိသားစုဩစတြေးလျကို ထွက်သွားခဲ့ကြတယ်။ခင်မွန်တဲ့တွားလီယာ ရောင်နောက်စရုံးပါရှာတဲ့မိထွေးခင်များစိတ်ရှိအောင်တော့မရောက်နိုင်တော့ပါဘူး။အနှစ်20အတွင်းမိထွေးမိမိစီကိုနှစ်ခေါက်လားသုံးခေါက်လားပဲပြန်လာနိုင်ခဲ့တယ်။ဒါကလည်းမိမိမွေးနေ့တကြံအကျိုးရက်တွေမှာမဟုတ်ပါဘူး။အစဉ်ပြေတလို့လာရတာဆိုတော့တကြံရဲ့ပါရဲ့တွတ်မနေနိုင်ရှာဘူး။လူမြင်ရတာကျေးဇူးတင်ရသေးတာကော။ လာရသခိုက်အတော်ဖြစ်သူမိမိကို ဖက်ဖက်ငိုရသေးတာညီနဲ့အေးတကြံဝေးတဲ့အရာများရောက်ရတယ်လို့လို့လဲညီးမိတယ်မိထွေးတယောက်ပေါ်မလာနိုင်တော့တဲ့နာကိုကိုကြီးကိုကိုလေးမိသားစုတွေကပဲမိမိမွေးနေ့ကိုတိုင်းငယ်ဝိုင်းခဲ့ကြရတယ်မိမိမွေးနေ့ဆိုတာထက်ဒီမွေးနေ့ကိုအကြောင်းပြုပြီးညီကိုမောင်နှမဆွေမျိုးတစုစုံကြကြုံကြတာကို ဆိုလိုချင်တာပါသူတို့လည်း သူတို့ဘဝတွေနဲ့သူတို့ဆိုတော့မိသားစုတွေဝါစီပြေတလို့တလုံးစီကွဲထွက်သွားကြရာကမိမိမွေးနေ့ရဲ့လို့ရောက်ရာအရက်ကပြန်မလာနိုင်ကြတော့ဘူးသမုတ်တရားဥကင်းကဆိုသလိုရှာဖွေစတောက်နေကြရရှာတဲ့မြေးတွေမြစ်တွေကိုလည်းမိမိအပြစ်မဆိုချင်တော့ဘူးဘာပဲဖြစ်ဖြစ်သူတို့ကိုယ်တိုင်မျိုးကလေးကိုတော့လွမ်းနေကြလိမ့်မယ်ဆိုတာမိမိယုံနေအထူးသဖြင့်အခုလိုတကြံရက်ဦးမိမိမွေးနေ့ကိုအကြောင်းပြုပြီး ညီကိုမောင်နှမတွေလူစုတဝေးကြီးစုံကြတွေ့ကြတာကို သူတို့ကလေးတွေဥပအောင်လွမ်းကြမယ်ဆိုတာမိမိသိပါရဲ့မြမတွေကိုအသက်60နောက်ပိုင်းရက်တွေကတော့မိမိအတွက် လွမ်းရက်တွေပါပဲသူ့ဘဝတစ်လျှောက်လုံးမှာဒီဘက်နှစ်တွေလောက်ရင်းနေမချမ်းသာတာမျိုးမရှိခဲ့ဘူးအနှစ်20ခရီးတစ်ထောက်စာကမိမိကိုတဘာဝအရာအိုမင်းသွားစေခဲ့တယ်ဆိုပေမဲ့အိုစနာကြီးကြသွားလိုက်တာ လူတွေမကစိတ်တွေကပါအိုးသွားခဲ့တယ်ထင်ပါရဲ့ဘယ်သူဘသူကိုမှလည်းမျောလင့်ပြီးထားနိုင်တော့တာမျိုးလည်းမရှိတော့ဘူးအခုတော့မိမိလည်းအသက်80တင်းတင်းပြည့်ပြီတချိန်ကတကြံဆိုတဲ့သဘောအတိတ်ပဲတွေလည်းမိမိမှမရှိတော့ပါဘူးတကြံရောက်ရင်မွေးနေ့ကိုရောက်တာပဲအရင်တော့ကရောက်ရရက်က တူတူမတွေမြီးတွေမြစ်တွေတဖွဲဖွဲရောက်လာကြခြံကြီးထဲမှာလူတယုံယုံ မိโกတူအူအူနဲ့ အယုံဆုံးကပ်ဖို့ချက်ကြပြုတ်ကြပန်းတွေကူးကြရေဘက်ခံထွက်သူတွေကထွက်ကြအပြူကလေးတွေကိုရေလောင်းခြင်းလို့အင်းရှိကနေတန်ချက်တွေတိုင်ကြရေလောင်းပြရစီ ခွင်တောင်းကြတကြံဆိုတာမိမိအတွက်တော့မြမမိသားစုဆိုတဲ့အမြုံကြီးတစ်မြုံလုံးမြေတားခင်းနဲ့ပွဲလို့တောင်ခံယူထားတာမဟုတ်လားအခုများဘလို့ကဘလို့ဖြစ်ကုန်ကြတာလဲမိမိမျက်လုံးနှလုံးမပိတ်သေးခင်တော့လူအများကြီးကိုပြန်စုခြင်းလို့မလွယ်တော့ မနေ့တနေ့ကပဲအဝေးရောက်မြေးတွေပေးပို့လိုက်တဲ့စားကလေးတစ်စောင်မိမိရခဲ့တယ်။ဒီစားကလေးကမိမိစီကို သူတို့ကိုစားရောက်လာတဲ့တချံတမန်စား။ဒါမှမဟုတ်မွေးနေ့တဝန်လွား။ဒါမှမဟုတ်ဇာတိအလွမ်းစားလို့ဆိုရမယ်ထင်ပါရဲ့။စားဖက်ရင်မိမိငိုရသေးတာပါ။မိမိဒီနှစ်တချံမှာမိမိအသက်80ပြည့်နှစ်မွေးနေ့တချံနော်။မိမိဒီနှစ်တချံမှာ မိမိအသက်80ပြည့်နှစ်မွေးနေ့တကြံတော့သားတို့တမီးတို့အားလုံးမိမိကိုရောမိမိကျေးဇူးတရားကိုရော သတိတရားရှိကြပါတယ်။လာကျင်လိုက်တာလည်းအယမ်းပဲ။အင်းရှေးရပရောက်ပင်ကြီးအဖူးတွေဝင်းနေလောက်ရောပေါ့။စပယ်ယုံကြီးရောရှိသေးလား။ဒီမှာတော့နှင်းစီတွေပေါ်တယ်။ပရောက်နဲ့စပယ်တော့မရှိသလောက်ရှားတယ်မိမိ။တကြံမိုးကလေးတပြိုင်နှပြိုင်ရွာလိုက်တာနဲ့ထောင်းကနေထလာတတ်တဲ့မြေသိန်းနှံမျိုးကဒီမှာဘယ်ကားမှမရနိုင်ဘူးလေ။ ရည်သည်နဲ့တော့လွမ်းမိပါရဲ့အထူးသဖြင့်မိမိခြံကြီးကိုလွမ်းလိုက်တာမြေကြီးပေါ်မှာစောက်ထားတဲ့ရေနံကြီးတို့ပြင်တော်အင်ကြီးရဲ့သစ်ပင်ပန်းမြင့်တွေနဲ့ဝေးစာအုပ်ဆိုင်နေတဲ့ရေရင်းကုန်းကလေးရဲ့ပြီးတော့မိမိမွေးနေတဲ့ကြံအကျိုးနေရဲ့အားလုံးကိုလွမ်းမိပါတယ်မိမိကိုယ်တိုင်လည်းဒီခြံကြီးထဲမှာအနည်း80တိုင်အသက်ရှည်ရှည်အနာမဲမဲနေနိုင်သေးတာကိုပဲဝမ်းသာကြရပါတယ်ဒီထက်အသက်ရှည်ရှည်နေပါဦးမိမိ ကျွန်တော်တို့တွေပြန်လာနိုင်တဲ့တနေ့မိမိမွေးနေ့တကြံပွဲကလေးအတူနှွဲခွင့်ရနိုင်ကောင်းပါရဲ့မိမိကျမ်းပါပါစေ သာသမီမြေတစုခေတ္တအော်စတြေးလျဒီစာကိုမိမိအခောက်ပေါင်းများစွာဖတ်မိတယ်ပြန်ဖတ်မိလေတိုင်းလဲရင်နာပြုံပြုံးမိပါရဲ့ဘာကိုရင်နာရတယ်လဲဆိုတာမိမိကိုယ်တိုင်လည်းမသိပါဘူးမြေးတွေရေးလိုက်သလိုဒီထက်အသက်ရှင်အောင် နေဖို့ဆိုတာကတော့ကံကံရဲ့အကျိုးပေါ်လေး သီလကောင်းရင်တော့တောင့်ခံနိုင်ကောင်းပါရဲ့။တကြံပေါင်း80တိုင်အောင်ဒီဝင်းဒီချန်ကြီးတွေကမခွာစရန်နေပြရင်တောင့်ခံနေတဲ့အဖွားအိုမိမိကတော့အသက်80ပြည့်မွေးနေ့မနက်မှာစွန်းချိုင်လေးတစ်ချိုင်ပို့နိုင်ဖို့တော့နေတဲ့တဲ့ပါလေ။တစ်နှစ်တစ်ခါတကြံကတော့ကြာမြဲမိမိမွေးနေ့ကိုလည်းရောက်မြဲမိမိကတော့မျိုးကလေးရဲ့ရေပက်တလေးကလေးပျောက်သွားမှကိုနှမျောမိသလို ။ကြင်ရက်ကိုအကြောင်းပြုပြီးမိသားစုတွေဆုံတွေ့ကြတဲ့ဒလေလေးပျောက်သွားတာကိုလည်းဝမ်းနည်းလို့မဆုံးဘူး။ဒီဒလေကလေးတွေကမိမိတို့လူမျိုးအတွက်တော့အမတန်မှတန်ဖိုးကြီးမားတာမဟုတ်လား။ခင်ခင်သူတပင်းတကုံးတခိုင်လုံးတို့ဟုတ်ကဲ့ပါအခုလိုအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။